ားလုံးမင်းမင်္ဂလာပါမေတ္တာဖောင်ရေးရှင်ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မေတ္တာဖြောက်ဖြစ်တာကတော့ကျမတို့ AAF လို့ခေါ်တဲ့ Annual Assigning Payment တရားနဲ့ပတ်သက်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျမတို့မေတ္တာကိုရည်သွင်းနေလေအများကြီးလာပါလေပထမအဦးဆုံးမျိုးကတော့ကျွန်တော်တို့ရဲ့ဘယ်ချိန်မှာပေးရမှာလဲတဲ့2024ခု အောက်တိုဘာလ16ရက်နေ့ကနေစတင်ပြီးတော့ထွက်ရခွာဖြစ်ပါတယ်။နေ့စဉ်နဲ့တိုင်း365ရက်ပြည်တိုင်းပြည်တိုင်းပင်ဒီဖြစ်တဲ့သူကပေးရမယ်သူမှိုက်ပါမယ်။ဒုတိယမိကုံကတော့ကျွန်တော်တို့အတွက်ဒီ free town နဲ့ဟာကို online မှာလည်းမဖြစ်ဘူး။စားလိုက်ကလည်းမရဘူးဆိုရင်ကျွန်တော်တို့ဘာလို့ရမှာလဲစိတ်ညမ်းပူပါတယ်လေဆိုတဲ့နေလို့ပြောကြားချင်ပါတယ်။ စားလိုက်ကနေပျောက်သွားတယ်ဆိုလို့စိတ်ပြေပါကတော့ဒါဖြစ်နိုင်ပါတယ်သို့တော်လေးတကယ်ကတော့အမအကြမ်းမေးချစ်တာကကိုရဲ့အချိန်မကျရင်ကိုပြန်မလာဘူးသူပြောချက်ပါတယ်အဲ့တော့မလာတဲ့သူတွေကစိတ်တည်ပြီးပြီးတော့ကျွန်တော်တို့ကိုကိုယ်တိုင်းပဲလိုက်ကဖြေရမလားလို့ဝေးတတ်ကြပါတယ်ဖြေရပါဘူးဘာကြောင့်လဲကိုကိုပေးလာမဲ့ဆာရက်ဟာကိုကိုပေးမဲ့ဆာရက်ပါ ဘာပုတ်တွေပါပြီးတော့ဥပမာတို့စိညာပတ်လေပါတတ်ပါတယ်အဲဒါကြောင့်ကိုဖိရှင်ရှင်နဲ့စောင့်ပါတို့ကြောချင်ပါရှိပါကျမတို့မြစ်တာဖောက်ကင်းရှင်းမှာတော့ကျမတို့ရုံးသုံးမျိုးကိုအလဲကျရောက်လာတဲ့စာရင်းကဒီရက်ကိုစောင့်ကြီးပြရာခတ်တာတယ်ဒီစာရီကိုလည်းကျမတို့ client တွေစီကိုစစ်စစ်လက်စီနဲ့ကျမတို့တယောက်တိုင်းပေးဖို့ပြီးတာဖြစ်ပါတယ်အဲ့တော့မြစ်တာကပဲဖြစ်စေအပြင်ကပဲဖြစ်စေ လို့ခက်ခဲမျိုးနဲ့ဖြစ်ဖြစ်ခက်ခဲလို့ရှိရင်မိတ္တာကိုဖုံးခေါ်ပါလို့ပြောကြရင်လည်းအလုံးစီပြီးချုံးကြပါစေ။